အမတခါမှမဆိုဘူးတဲ့ဒေသရှိအနုပညာရှင်နဲ့ဟိုကာဘာဆောင်းလေးတစ်ခုထပ်ဖို့ရှိပါတယ်ခုမဲ့လည်းနေပြောရရင်အမသူ့သူ့ရဲ့ပြိသက်ပေါ့နော်သူ့တခြင်းနေအမကြိုက်တယ်အဲခါကျတော့အဟောင်းကိုလည်းကိုကပြန်ဆိုရမယ်ကိုကြိုက်တဲ့ဆိုတော့လည်းလည်းတွဲပြီးတော့ဆိုရမယ်ဆိုတော့ကို့အတွက်အရန်ကို excited ပေါ့နော်ပြီးတော့အရန်လည်းပျော်ပါတယ်သူကလည်းတခြင်းအေးလေးပဲဆိုတာပါသူနဲ့လည်းအရန်ကိုလိုက်ဖက်ပါတယ်တခြင်းလေးကထွက်လာရင်အပိနာစင်ပါ တခါမှမဆိုဘူးတဲ့ဒေသန်ရှင်အနုပညာရှင်နဲ့ဟိုကာဘာဆောင်းလေးတစ်ခုထပ်ဖို့ရှိပါတယ်။သူကကြတော့အမဖေဖေရဲ့တချင်းလေးကိုပေါ့နော်သူကိုယ်တိုင်လည်းကာဘာပြန်ပြီးတော့ဆိုထားတဲ့ဒေသန်ရှင်လည်းဖြစ်တယ်လက်ရှိမှာလည်းရဲဦးနာမည်ကြီးနေပါတယ်။သူတချင်းလေးကိုလည်းပိတ်သက်ချားရဲမှာရေပန်းစားနေရယ်ပေါ့နော်။အဲ့တော့သူနဲ့တွေ့ပြီးတော့အမဆိုရတဲ့အခါမှာလည်းရန်ကိုစိတ်လှုပ်ရှားသလိုပျော်လဲပျော်ပါတယ်။တချင်းရဲ့နာမည်ကတော့အမဖေဖေရဲ့တချင်းဖြစ်ပါတယ်။ အဲတခြားလောက်တော့ငဲကြီးတင်มาရဲ့တချင်မှာခုမဲ့လည်းနေပြောရရင်အမသူ့သူ့ရဲ့ပြိတက်ပေါ့နော်သူ့တချင်နေအမကြိုက်တယ်အခါကျတော့အမသူ့ကန်းလန်းဖြစ်ပါတယ်ကန်းလန်းပြီးတော့သူကလည်းဟိုဟွာပေါ့နော်ချက်ချင်းပဲအမနဲ့တူတူတွဲဆိုဖို့သူဟွာပေါ့နော်စီစဉ်ပြစ်ခဲ့ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်အဲ့တက်လေအဲ့ဆိုင်တက်ဖြစ်တာကတော့ဟိုဘာဖြစ်လဲတော့အဟောင်းကိုလည်းကိုကပြန်ဆိုရမယ်ကိုကြိုက်တဲ့ဆိုတော့လည်းတွဲပြီးတော့ဆိုရမယ်ဆိုတော့ကို့အတွက်အရန်ကို excited ပေါ့နော်ပြီးတော့အရန်လည်းပျော်ပါတယ် ။ तू ကလည်းတချင်အေးလေးပဲဆိုတာပါ။ तू နဲ့လည်းအရာကိုလိုက်ဖက်ပါလေ။တချင်လေးကဖွက်လိုက်ရင်အပိနာစင်ပါတော့။အမေနဲ့ပတ်သက်ပြီးတော့အဖေကတချင်နေရေးခဲ့တာရှိတယ်။ဥမာမှန်တာပြောရင်တစ္ဆာတို့အခုမာ၂၁ရက်နေ့ညကျရင်အမဆိုမယ်ပေါ့နော်တချင်းနဲ့မေမာနာမျက်နှာမာနာမျက်နှာဆိုတဲ့ဒါတနိုင်ငံလုံးအတိုင်းတာနဲ့ဟောက်ခဲ့တဲ့တချင်းဖြစ်ပါတယ်ဟုတ်ကိုယူသွားရဲ့စိတ်ဓာတ်ပြန်ပြီးပြေးလိုက်ပါအတားရဲ့ တွေကအမေကိုရည်စူးပြီးတော့သူရေးခဲ့ရပေါ့နောက်ပြီးတော့ရှိသေးရဲ့တခြင်းနေဒီဆိုရက်ဆက်တယ်ပါအဲ့အားကြီးကြတော့သူ့အသက်သူသူစိတ်ကူးရင်ပြီးတော့ရေးရလားဘလို့လဲတော့အမကလည်းမသိတော့ဘူးပေါ့နော်တချို့ကိုအရန်သိချင်တဲ့တခြင်းကြတော့အဲ့လိုမျိုးအဖေနဲ့ရင်းနှီးရဲ့တေးရည်တွေကိုလိုက်မေးပြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဘောခစားချက်အစ်မမှန်တာပြောရင်တစ္ဆာဆိုတဲ့ချင်းလေးရတယ်ချစ်စရာလေးအမေကိုသူ ရည်ညွှန်းပြီးတော့ရေးခဲ့ရပါတော့မာနာမာနာမျက်နှာဆိုရင်လေဒါမာနာကြီးရဲ့အမေကိုသူကရည်ညွှန်းပြီးတော့ရေးခဲ့ရပါအဲ့တော့သူတကြီးနေနားတော်မှာဩဥမေဟုတ်မာနာကြီးပါလားဆိုဟုတ်တယ်ဟုတ်တယ်အမေကဥမတရားယူတာပြန်မေးပြန်အမေဖြစ်တယ်မေးဖြစ်တယ်အမေအဲဟွာပေါ့နော်တမီးမွေးတော့ဟွာပေါ့နော်ဟိုအဖေကအမအမမွေးတော့ဟွာဘယ်လိုလဲဆိုတော့ဟိုအဖေကမိန်းကလေးအရန်လို့ချိန်တယ်မိန်းကလေးအရန်လို့ချိန်တဲ့ခါကျတော့သူက ဟိုအမအမေကိုဟိုငွေးတဲ့နေ့မှာပဲပေါ့နော်ဟိုရွှေဆဲကျိုးလေးလက်ဆောင်လာပေးအဲ့ဒါလေးကအမှတ်တရပေါ့နော်ပြီးတော့တချင်းအမရဲ့နာမည်ကိုရွှေဤစီဆိုပြီးတော့သူပေးခဲ့သူတချင်းနာမည်ပေါ့နော်ဒါလေးကလည်းဟိုအမရဲ့ဘဝတသက်တာအတွက်အမှတ်တရပေါ့ဟုတ်အေးအမှတ်တရဟာကိုယ်လေးအဲ့တော့အဲ့ဒါလေးကိုပြောပြပေးတော့ဟုတ်ကဲ့အဲပေးပေးတချင်းနေကိုပေါ့နော်အမတို့ကအမြဲတမ်းဟိုပြန်ပြီးတော့ပွဲလေးအမှတ်တရလုပ်တယ်သူ့ရဲ့ နှစ်ပတ်လည်နေ့မှာလည်းအမတို့ပွဲလေးလုပ်ဖြစ်ပါတယ်အခုလုံးမဲ့ပွဲရတော့21ရက်နေ့21ရက်နေ့ပေါ်တော့ဒီအစာဟိဘာမှာအမတို့ပွဲလေးလုပ်ဖို့အစီအစဉ်ရှိပါတယ်ရှင်အဲအဲ့ဒီမှာတော့အမတယောက်တည်းဆိုမှာပါဖေဖေရဲ့ဒီတိတ်ခွေခစ်ကတချင်းလေးပေါ့နော်ပြိတက်ရင်ထဲမှာအမြဲတမ်းရှိနေတဲ့တချင်းလေးတွေကိုအမတော့အမအနေပြီးတော့ဆိုမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီယနေ့ရဲ့ဝေးရပြိတက်တွေအားလုံးအဖေကိုချစ်တဲ့ပြိတက်အားလုံးကိုအဲ အချိန်အားခင်ပေါ့နော်လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အအမကတော့တချင်းနေအကုန်လုံးကိုကြိုက်ပါတယ်အမနဲ့လိုက်တာကတော့ငယ်သူမှုပေါ့နော်ငယ်သူမှုဆိုရင်လည်းအမကပြိတ္တတရားလည်းမမီကြမယ်လို့ထင်ပါတယ်ရှင်ရပါတယ်အကုန်လုံးအခုဆိုအမရဲ့အမေရဲ့နှစ်ယောက်ပဲကျန်တော့ရယ်ဆိုတော့မိသားစုဝင်က ီဥဆုလွလွေရဲ့မျိုးဆက်ဆိုရင်လည်းအမတယောက်ပဲကျန်တော့ပါလေ။အဲ့တော့အဲ့လိုနေကြတယ်နော်သားမိတွေလည်းအဲ့လိုဘာကြီးပြောပြီးတော့အမတရလေးပေါ့အဲ့လိုဘွမ်းမိရရောရှိတယ်။ဘာလို့ဆိုဟိုအဖေအကြောင်းကတော့ပြောဖြစ်တယ်ပေါ့နော်အမြဲတမ်းလဲကိုယ့်အရေးလိုမျိုးဟိုလိုက်လိုက်ပြီးတော့အဖေရိတ်ကအမြဲတမ်းရှိနေတဲ့ခါကျတော့ပြီးတော့အကို့အကြောင်းလဲပြောဖြစ်ပါတယ်အမေနဲ့ပေါ့နော်ဘယ်လိုမျိုးပွဲလေးတွေလုပ်ပြီးဆိုရင်တော့အကို့တတိယပါပေါ့နော် ဒီ MCO ကြည့်နေကြတဲ့ပြည်သက်တွေအားလုံးပေါ့နော်22ဒီရနေ့ညမှာကျမရွှေရင်စီနဲ့အတူတူအစာဟိဘားမှာဒီနောက်တကောင်မှာရှိတဲ့အစာဟိဘားမှာကျမဖဖေရဲ့တခြင်းလေးကိုအမှတ်တရပြန်ပြီးတော့သိဆိုမှဖြစ်ပါတယ်အဲ့အတွက်ယနေ့ရဝေယပြည်သက်အားလုံးဆက်ဆက်လာရောကြောက်ဖိတ်ခေါ်ချင်ပါရဲ့ရှင်